ဝါပြည်သွေးစည်းညညရေးတပ်မတော် UWS ရောတရုတ်နိုင်ငံလိုမျိုးတိုင်းပြည်တစ်ခုစနစ်နှစ်ခုပုံစံလှုပ်ဆောင်နေတယ်လို့စီရင်တဲ့နိုင်ငံရေးအကြက်ခက်တွေက CNN သတင်းဌာနကိုပြောပါရယ်တရုတ်နိုင်ငံဟာတိုင်းပြည်တစ်ခုစနစ်နှစ်ခုဆိုတဲ့မူဝါဒနဲ့ဟောင်ကောင်နဲ့မကာအိုကိုတိချလွတ်လပ်ခွင့်ပေးပြီးအုပ်ချုပ်လျက်ရှိတာပါတိုင်းပြည်တစ်ခုစနစ်နှစ်ခုပုံစံဟာတေချာပေါက်ဖက်ထရီမဟုတ်ကြောင်းလည်းသူတို့ကထောက်ပြကြပါရယ်ဒါပေမဲ့ဝါအနေနဲ့အခမ်းအနားတွေပြုလုပ်တဲ့အခါမှာတော့သူတို့ရဲ့အလံသာမကပဲ ပြည်တော်စုအလံကိုပါလွှင့်တင်ခြင်းအပြင်ခွဲမထက်ဆိုတဲ့သဘောကိုပြတ်တာပြီးတက်နေဆက်ဆံရေးကိုထိန်းထားတယ်လို့ငင်းချင်းလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါတယ်။အဒီအခြေအနေကသူကတင်ချပေါက်ပဲဒါဟာကက်ဒရယ်မဟုတ်ဘူးပေါ့။တကယ်လို့ကက်ဒရယ်လုပ်တယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ခုရဲ့နိုင်ငံတစ်ခုရဲ့စနစ်နှစ်ခုဆိုတာမဖြစ်နိုင်တော့ဘူး။သူကဘယ်နည်းနဲ့မဆိုစနစ်နှစ်ခုတွေဖြစ်လာမှာဘူး။ အဲ့ဒီတော့ဒီကိစ္စဟာကျွန်တော်တို့ကနှစ်ဖက်စလုံးကစိတ်ရှိရှိနဲ့ကျွန်တော်ဟိုသူ့ဆုံးဆွေးနွေးပြဖြေရှင်းဖို့လိုပါလေ။ဘယ်နည်းနဲ့မဆိုငါတို့ပြင်အားမတုံဘူးဆိုရဲစိတ်ဓာတ်မျိုးရှိဖို့ခလိ။သူကအခုလောလောဆယ်ဒီတပါတီစနစ်ပဲဆိုတာလုပ်နေတာနမတေကနော်။ဒီအားလုံးကလက်ခံတဲ့ပါတီပေါင်းစုံမျိုးစနစ်မျိုးမဟုတ်ဘူး။သူကပါတီတပါတီစနစ်ဖြစ် တော့အရင်သူ့နေရပါလိမ့်မယ်။နမနဲ့ကလည်းသူသူကဒီသူ့ရဲ့နေမိတဲ့ကိုအာအစိုးရဘဟုအစိုးရရဲ့တော်တော်ကောင်ပြည်နယ်အစိုးရတော်တော်ကောင်အုတ်ချုပ်ရေးရန်တရားတွေတရားစီရင်ရေးရန်တရားတွေဥပဒေပြုမှုရန်တရားတွေတစ်ခုမှသူကလက်မမခံဘူး။ 不一样这样的，都受虾米的，啊 <music>，就是阿古老老在嘛，就是呃，真皮的孔，生命的孔片的是吧？有毛这样的线路的，呃，都都枯萎起来干了，啊，对不？看那里个路边一路上面的，哦，土浪过来乱的，啊，比方说浪过来乱的，哎个对吧？俺哈，快么炒股出来，对不对？对吧？ ပြဆိုတော့မှအခုလောလောဆယ်မဟုတ်အစိုးရတော့မဟုတ်တက်မတော့အစိုးရဒါလေခံစားအောင်ပေါ့နော်ဒီခံနိုင်အောင်သူကထိမ့်သိမ့်ထားတော့ပါ UWS ရဲ့1989ခုနှစ်မှာမြမတက်မတော်နဲ့အပြည့်အကရက်စဲရေးချုပ်ဆိုခဲ့ပြီးနောက်ဟိုပန်မိုင်မောပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ဆန်းမြို့နယ်တို့ကိုခရိုင်နှစ်ခုခွဲပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်အဖြစ်သတ်မှတ်ပေးခံခဲ့ရတာပါ။အဲဒီနောက်လက်ရှိကာလအထိ UWS ရဲ့ထင်းချုပ်ဒေတာတွေမှာအုတ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဘ ਹੁ အစိုးရထင်းချုပ်မှုအောက်မှာမရှိပဲ UWS ရဲ့ထင်းချုပ်မှုအောက်မှာသာရှိနေတာဖြစ်ပါတယ်။ဝါတက်ဘွေဟာရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတချို့မှာအခြေစိုက်ထားတဲ့အင်အားအထောက်တင်းဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီးဗမာပြည်ကွန်မြူနစ်ပါတီကနေ1989ခုနှစ်မှာခွဲထက်ပြီးဝါတက်ဘွေကိုထူထောင်ခဲ့တာပါ။ ဥပောက်ယူချန်ဦးဆောင်တဲ့ဝါတက်ဖွဲ့ရဲ့လိုလားချက်ဟာဝါပြည်နယ်တရားဝင်ရရှိဖို့ဖြစ်ပြီးတော့လက်ရှိကော်မရှင်ဥက္ကဋ္ဌလက်ထက်မှာဝါတက်ဖွဲ့ကိုယ်စားလှယ်ယူနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရှာဖီကအောက်တိုဘာ18ရက်မှာပြောဆိုခဲ့တာပါဝါဟာလက်ရှိမှာကိုပိုင်အုပ်ချုပ်ခွင့်ရကိုရရှိထားပြီးသူ့နယ်မြေမှာဗဟုအစိုးရရဲ့စိုးမိုးမှုတွေမရှိတာကြောင့်ပြည်နယ်အဆင့်ကိုမရခင်ရင်လည်းပြဿနာမရှိဘူးလို့တရုတ်မြန်မာရေလေလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ် ဒီလိုပြဟိုဟိုနင်းကအခုဟိုနင်းလောက်နေတာကဝါလောက်နေတာကဟိုတိုင်းပြည်တပြည်စနစ်နှစ်ခုဆိုပြီးတော့ဟိုနင်းကတင်ထားတာရှိတယ်လေတရုတ်ကတင်ထားတဲ့ဟိုဟိုနင်းတစ်ခုရှိတယ်ဟိုအတွေးခေါ်တရားရှိတယ်အဲ့ဒီတိုင်းပြည်လောက်နေတာပဲသူပြည်နယ်မှာเนาะသူရဲ့သူကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကပေးစီဖြစ်စေမပေးစီဖြစ်စေသူကရထားပြီးပါလေအဲ့တော့ဝါနေဝါဒီပ သူကိုယ်ပိုင်အုတ်ချုပ်ခွင့်ရဝတ္တသားလို့ပြောလို့ရတာပေါ့ဒီနယ်အဆင့်ချီတော့မရဘူးအဲ့တော့ဝတ္တသားပဲမယ်သူကသူ့ဟာသူကိုယ်ပိုင်အုတ်ချုပ်ခွင့်ရှိတယ်သူ့ဟာသူကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်သူကနိုင်ငံခြားကုံတွေကြီးတစ်ခုပဲအဲဟိုနင်းကိုအညာလာဒါကြောင့်ကျမကြည့်တယ်တချို့မြေဆက်ကုံတွေကြီးတွေကဓာတ်ရိုက်တရုတ်နဲ့ဆက်ဆံကြီးတွေရှိနေကုန်ကြတယ်ဗျအဲ့တော့ဝါကိုပေးပြီးဖြစ်စေမပေးပြီးဖြစ်စေတော့ defective ပေါ့ဗျာ စကားစားလည်းတကယ်တကယ်တရားဝင်အစိုးရမှာမဟုတ်တာပဲအဲ့တော့ဝါလည်းသူ့ဟာသူ့သူ့လုပ်ချင်တာသူ့လုပ်ပါပဲသိကြတာတော့မရှိဘူးကျူဒဘလူးအက်စီကအပြစ်ကရက်စဲရေးအတွက်အစိုးရနဲ့ပြည်ထောင်စုအစဉ်ချုပ်ဆိုထားပြီးအန်စီမှာပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့လေ2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ကင်မရော်ကငင်းကြဲရေးဖိတ်ခေါ်မှုရတွေ့ဆုံဆွေးနွေးခဲ့ပြီးငင်းကြဲရေးဖိုရမ်ဒီမှာလည်း UWSC ရဲ့ကိုယ်စီလက်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြတာပါ